တော့88ကိုလည်းဖြတ်ခဲ့ပြီဒီရဲ့သမိုင်းနောက်ကျောင်းကိုလည်းကျွန်တော်တို့ပြန်လေ့လာကြည့်တဲ့ခါကျတော့အခွင့်ရဒီတစ်ခါတော့အကောင်းဆုံးပဲအာနာရှင်ကိုဖြုတ်ချဖို့အတွက်ကဟိုလိုပါစုံကျဲရောက်တဲ့နေရာပေါ့နော်ဆိုတော့ဒီဒီနေ့ကာလကတော့အကောင်းဆုံးအချိန်ဖြစ်တယ် ကကျွန်တော်တို့လှုပ်ရှားမှုဆိုတိုက်ရင်တစ်ပေါ့ဗျာတိုက်ရင်တစ်ဆိုကျွန်တော်တင်နေတာဒီတိုင်းမှာအဲ့မှာလဲကျွန်တော်တို့ PDF ဖွဲ့နေတဲ့ဖွဲ့ပြီးမှလှုပ်ရှားနေတာရှိတယ်နောက်ခုကျတော့တိုက်ရင်သုံးပေါ့နော်ပထုံဘက်မှာလဲကျွန်တော်တို့မဟာဘိတ်ကြီးနဲ့ဖွဲ့ပြီးလှုပ်ရှားနေတာရှိတယ်နောက်တိုက်ရင်ငါးပေါ့တိုက်ရင်ငါးတော့ကျွန်တော်တို့ဒီတမူးနယ်ပေါ့နော်အိန္ဒိယနယ်စပ်အဲ့မှာလဲကျွန်တော်တို့လှုပ်ရှားနေတာရှိတယ်အဲ့ဒါပြီးတော့ကျွန်တော်တို့ဒီစစ်ကြောင်းတွေပေါ့ဗျာစစ်ကြောင်းတွေဖွဲ့ထားတာရှိတယ်စစ်ကြောင်းတစ်ကတော့ကျွန်တော်တို့ကတာပဲပေါ့နော်ကတာတို့ဒီကောလင်းဘက်ပေါ့နော်အဲ့ဆိုတော့ အဲဒီကမ်းလူပဲပေါ့အဲဒီမှာစစ်ကြောင်းတစ်အနေနဲ့လှုပ်ရှားတယ်ထိကြိုက်ပဲပေါ့နော်စစ်ကြောင်းနှစ်ကတော့ကျွန်တော်တို့မဘိန်းဘက်ပေါ့မဘိန်းဘက်မှာဆိုတော့မဘိန်းဘက်မှာခြေဆိုင်မှာကျွန်တော်တို့မဘိန်းလို့မူးလို့တို့အဲ့ဒီဘက်မှာကျွန်တော်တို့အဲ့ဒီမှာစစ်ကြောင်းနှစ်ကလှုပ်ရှားတယ်ကျွန်တော်စစ်ကြောင်းသုံးကကျွန်တော်ကျွန်တော်တို့ကကျွန်တော်ပုံမှာလဲဆိုအခုဒီကန်ကောနယ်ပေါ့နော်ကန်ကောနယ်ရဲ့နောက်ဒီရမပင်ခိုင်ပေါ့နော်ပလဲနယ်ရှိတယ်နောက်ပြီးတဲ့အခါကျတော့ဟိုဒီအခုတ်ကူခိုင်ပေါ့နော်အခုတ်ကူခိုင်အဲ့ဒီကာမအခုတ်ကူဘက်မှာလဲ လို့ရှားတယ်။နောက်ကျွန်တော်တို့ကစီယုံးနေမီတော့များတယ်။နောက်အဲ့ဒီဟိုပါပေါ့ဒဇယ်နယ်ဘက်မှာလည်းကျွန်တော်တို့အခုအခြေချတယ်အခြေစချပြီပေါ့နော်။ဒဇယ်နယ်ဘက်မှာလည်းအခြေစချပြီနောက်ပြီးတော့ဟိုအဲ့ပေါ့အဲ့ဒါပေါ့ကျွန်တော်တို့အခုဒီဘက်စစ်ကြောင်းတုံးနေနေရတော့တုံးနေရပေါ့တုံးနေရရှိတယ်ပလဲနေရယ်ကံတော့နေရယ်ပုတ်ပုတ်ကူနေရယ်နောက်အဲ့ဒီနေမှာလည်းအခြေချပြီပြီးတော့ကျွန်တော်တို့ကြိုးစားနေတာရှိပါတယ်တခြားနယ်တွေလည်းကျွန်တော်တို့ဂျန်နဲ့ဒီ AMG အောက်က ဖွဲ့စည်းတည်နေလဲတွဲပြီးမှကျွန်တော်လှုပ်ရှားဖို့ကြိုးစားနေပါတယ်ကျွန်တော်တို့အခု36နှစ်ကျော်ပေါ့နော်ဖြတ်တန်းခဲ့တဲ့ချိန်မှာကျွန်တော်တို့တိုင်းသားအဖွဲ့အစည်းတွေနဲ့ပူးတွဲပြီးအလွတ်လွတ်ရှားတာပေါ့နော်ဆိုတော့ကရင်ပြည်နယ်မှာဆိုကရင်နဲ့အဓိကလွတ်ရှားတယ်။နောက်ကချင်ပြည်နယ်မှာဆိုရင်အဓိကကရင်ကိုကရင်ပေါ့နော်ကရင်ကရင်နဲ့တွဲပြီးလွတ်ရှားတယ်။ အဲ့ထုံနီးတူပဲတခြားနေရာတွေမှာပေါ့အခုဆိုကျွန်တော်တို့ချင်းမှာပေါ့နော်ချင်းမှာဆိုရင်ချင်းနဲ့တွဲပြီးလှုပ်ရှားတယ်အခုကျွန်တော်တို့ကလေးတောင်ပိုင်းမှာဆိုရင်တော့မအခုကျွန်တော်တို့တိုက်ပွဲတွေမှာဒီမာမိတ်ဒါ CNL ပါတယ်ဟာ KKG ပါတယ်ကျွန်မ CDF ဒီနယ်လဲကျွန်တော်တွဲပြီးလှုပ်ရှားတယ်ဆိုတော့အဲ့ဒါအပြင်ကိုကျွန်တော်တို့ဒီ AMG MOD အောက်ကတက်တယ်ပေါ့နော်ဆိုတော့ PDF တိုက်ရင်းနေရနောက်ပတိပကဖတက်တယ်နယ်လဲကျွန်တော်တို့ပူတွဲလှုပ်ရှားပါတယ်နောက်ပြီးတော့အဲ့ဒီဟိုဟာပေါ့ BBL နေကတော့ကျွန်တော်တို့ဒီပလဲဘက်မှာကျွန်တော် ပူတွဲပြီးမှလှုပ်ဖူးပါတယ်ကျွန်တော်တို့တိုက်ပွဲတွေပေါ်ဘူးတယ်ဆိုတော့အခုနောက်ပိုင်းတော့ကျွန်တော်တို့အဲ့ဒါတွေသူတို့နဲ့လည်းတွဲပြီးမလှုပ်ဖြစ်သေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရှမ်းမြောက်ကိုသွားတဲ့အချိန်မှာဆိုတော့သူတို့ BBL ရော PL ရောကျွန်တော်တို့တွေ့ခဲ့ပါတယ်ကျွန်တော်တို့အားလုံးနဲ့လည်းပူတွဲအလုပ်လုပ်ဖို့ရှိပါတယ်အာနာရှင်ပြုတ်ကြရင်မှာတော့ကျွန်တော်တို့ဘယ်အဖွဲ့စည်းလုံးဆိုကျွန်တော်တို့လက်တွဲပြီးမှအလုပ်လုပ် ိကကျွန်တော်တို့ကော်လံသတိကတော့အခုဒီကံကောကံကောမြို့နယ်ပေါ့နော်ကံကောမြို့နယ်နောက်အဲ့ဒီပခုတ်ကူခရိုင်ပေါ့နော်ပခုတ်ကူကကံမပခုတ်ကူလိုက်ဒီဂျော်ဒီမှာကျွန်တော်တို့လှူရှားတယ်နောက်ပြီးတော့ပလဲပေါ့မြမပင်ခရိုင်ပေါ့နော်ပလဲပလဲနယ်မှာလည်းလှူရှားတယ်နောက်ပြီးတော့ရှိပါတယ်ကျွန်တော်တို့ဒီအခုရေတကြိုဘက်တွေလည်းကျွန်တော်တို့အခုဆိုစိုက်မှာလှူရှားနေပြီ ဲ့ဒါကျွန်တော်နှစ်ပိုင်းဖြစ်မှာဗျာနှစ်ပိုင်းဖြစ်မှာဆိုတော့အဓိကတော့ဟိုမြက်ဝိုင်းမှာရှိနေတဲ့တက်တွေကတော့ဟုတ်တယ်ဆိုတော့ KNY ကိုကဲမှုနဲ့ဟိုစစ်စင်ကြီးတွေလှုပ်ရှားတာပေါ့နော်အဲ့လိုမျိုးဆိုတော့စစ်ကြောင်းတစ်တို့စစ်ကြောင်းနှစ်တို့ကတော့ဟုတ်တယ်ဒီမြက်ပိုင်းအနေနဲ့ကတော့ဒီဘက်ပြင်းပြင်းနဲ့မှာရှိနေတဲ့တက်တွေကတော့မဟုတ်ဘူးဗျာပြင်းပြင်းတော့ရှိနေတာတော့နိစရာမဟာမိတ်နဲ့တွဲပြီးလှုပ်ရှားတယ်အခုကျွန်တော်စစ်ကြောင်းတုံးဆိုရင်မဟာမိတ်ဟိုပါပေါ့နော်ဒီချင်းပေါ့နော်ချင်းနဲ့လည်းကျွန်တော်တို့ပူတွဲပြီးမှလည်းအလုပ်လုပ်တယ်ပြီးတော့ အဲ့ဒီအပြင်ကိုတော့ဒီခုနပြောတဲ့ NUG အောက်ကအဖွဲ့အစည်းတွေနဲ့လည်းကျွန်တော်ကူညီမှအလုပ်လုပ်ပါတယ်အားသာကြီးအားနဲ့ကြည့်ရတော့အခုကျွန်တော်နယူတော်လိုင်းကြီးနောက်ပိုင်းမှာပေါ်လာတဲ့အဖွဲ့ကြီးတွေကတော့စိတ်တက်ပိုင်းဆိုင်ရာတော့တိတ်တက်ကြွတာပေါ့နော်ဟိုတကယ်ကိုရန်သူကိုရန်ငါစီးပြတ်တယ်ခိုက်ချင်တယ်ဆိုတာတော့ရှိတယ်ဒါပေမဲ့ဖွင့်မလို့တက်တီဆောက်မှုနဲ့တက်ဖွဲ့စည်းပုံပုံနဲ့ကြတော့တိုင်းရင်းသားအဖွဲ့စည်းတွေနဲ့ ူသူကစနစ်ကျမှုနည်းနည်းအားနည်းတာပေါ့နော်တိုင်းရင်းသားအဖွဲ့အစည်းရဲ့ EU EU အဖွဲ့တွေကတော့စနစ်တကျဟိုတိဆောက်ခဲ့တဲ့အတွက်အမိန့်နာခံမှုကောင်းတယ်စနစ်တကျစစ်တိုက်ဒီလိုကောင်းတယ်တိုက်ရတာပေါ့နော်ဆိုတော့ဒီဘက်မှာကျတော့သူတို့ကဗိုလန်တီးယားဆန်ဆန်ပေါ့ကျွန်တော်တို့မြေလက်မှာတော့ကျွန်တော်တို့ဗိုလန်တီးယားဆန်ဆန်တွေတိုက်တယ် local အဖွဲ့တွေလည်းပါတယ်ဟဟလာကြီးဝါကာကွယ်ရေးအဖွဲ့တွေလည်းပါတယ်အကုန်လုံးတော့ဒါဒီစစ်ကြောင်းလာတယ်ဒီစကားစစ်ကြောင်းတွေလာတယ်ဆိုရင် ော့ကျွန်တော်တို့ဝင်တိုက်ကြမယ်ဝိုင်းမှာအဲ့လိုမျိုးလို့တော့ကြွားတာပေါ့နော်ဆိုတော့ဟို IAU တွေရောစနစ်တကျစုဖွဲ့ထားတဲ့ရေရှည်စစ်အတွက်ပြင်ထားတဲ့ကိစ္စပေါ့နော်သူတို့ရဲ့အမျိုးသားလူမျိုးရေးအတွက်ပြင်ထားတဲ့အတွက်သူတို့ကတော့စနစ်ကြဒါအခုကျွန်တော်တို့မြေပြန့်ဒေသမှာရှိတာကတော့အခုဆိုရင်တော့တော်တော်လေးဟိုလှုပ်လာနိုင်ပြီပေါ့ဗျာတိုက်လာနိုင်ပြီအခု၄နှစ်ကျော်ဟာလား၅နှစ်ထဲဝင်လာတဲ့အချိန်မှာဘာပဲပြောပြောတစုံတရာဟိုဘယ်လိုမှအတွေ့အကြုံတွေရလာတဲ့အတွက်အခုနောက်ပိုင်းတော့မဆိုးဘူးပေါ့ဗျာ ဲ့လိုအခုကကျွန်တော်တို့2025လို့ပြောရင်တော့ရက်ဒီဘာဒီနဲ့နှစ်ဒီနဲ့ပြောရင်တော့ခက်တယ်ပေါ့နော်နိုင်ငံရေးရတော့ခက်တယ်ဒါပေမဲ့အားလုံးကတော့အတတ်နိုင်ဆုံးကြိုးစားနေတာကြိုးစားနေကြတဲ့အခါကျတော့အခုဟိုမြေပြင်နေသားမှာကျွန်တော်လက်လို့ရတဲ့ဒီနယ်မြေတွေဆိုတာမျိုးတော့ကျွန်တော်တို့တိုင်းတွန်လိုင်းအင်အားစုတွေပေါ့နော်တွန်လိုင်းအင်အားစုတွေဘက်ကအဲ့လောက်ကြီးမရှိဘူးပြကြီးကြီးမားမားတော့မရှိဘူးကျွန်တော်တို့ထိန်းထားပြီးသားနယ်မြေတွေတွန်လိုင်းဖွဲ့စည်းတာအားလုံးကထိန်းထားတာပဲ ခုနကပြောတိုင်းသားတွေအိယာဝူတွေကလည်းသူတို့ရပြီးသားနေရာတွေကသူတို့ထိန်းထားပြီးသားပဲအခုကျွန်တော်တို့မြေပြန့်မှာလည်းဒီတိုင်းပဲဆိုတော့ဒီမှာရထားတဲ့နေရာတွေအကုန်လုံးကကျွန်တော်ထိန်းထားပြီးသားသူတို့ရန်သူကဘာမှလဲဆိုတော့အခုစစ်ကောင်စီတပ်တွေကစခန်းထဲမှာပဲရှိတာစခန်းထဲမှာပဲသူတို့ထွက်ကိုမထွက်ရဘူးပဲမှာဆိုတော့အဲ့ဒီလောက်ပဲရှိတဲ့အနေထားပေါ့2025မှာကျွန်တော်တို့ကတော့ဖြစ်ချင်တာပေါ့ဗျာအလုံးကလည်းအပြောင်းအလဲတစ်ခုကိုလုပ်ချင်တယ်ဆိုတော့ပြောတာပေါ့ဒါနဲ့ဘယ်လောက်ထိလုပ်နိုင်မလဲအချိန်ဟုန်ဘယ်လောက်နဲ့သွားနိုင်မလဲပေါ့နော်အချိန်နေတဲ့ဘာမှမသိဘူး ကျွန်တော်တို့အဲ့ဒါတော့ဟိုအတိအတိကျကျပြောဖို့တော့ခက်ခဲပါတယ်။ဒါနဲ့အားလုံးတော့ကြိုးစားနေတော့ကျွန်တော်အေအေနဲ့ကကျွန်တော်တို့ဟိုရုံးထဲကမဟာမိပြည်ပြီးကျွန်တော်တို့တွေ့ပြီးလှုပ်ရှားပါတယ်ကျွန်တော်တို့2000ဒီစနစ်တိုက်ပွဲတွေပေါ့နော်ကချင်ဘက်မှာဖြစ်တဲ့တိုက်ပွဲတွေမှာဆိုတော့မဟာမိဒီဟိုပါပေါ့နော်အေပေါ့နော်အာရခတ်တပ်တပ်တော်နဲ့ကျွန်တော်တို့ ်ဦးတွေမှာစစ်စင်ရတာပါတယ်နောက်ထီးကျိုင်းတိုက်ပွဲတွေမှာနောက်ပြီးတော့အခုကျွန်တော်တို့မဘိန်းမြို့တိုက်တဲ့အချိန်မှာလည်း AA ရဲ့ KPD ရဲ့ကကျွန်တော် EBS တွေပဲပေါင်းပြီးမှတိုက်ခဲ့တာပေါ့နော်ဆိုတော့အဲ့ဒါကြီးလည်းရှိပါတယ်ဒါပေမဲ့အခု G ဘက်မှာတော့ကျွန်တော်တို့ဦးတွေပြီးမှဒီမွေတိုင်းနဲ့မှာတော့ဦးတွေပြီးလုံးမလုံးရသေးပါဘူးဒါပေမဲ့ကျွန်တော်လုတ်ခုစူးစမ်းနေကြပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲဘော်တွေကျွန်တော်ပြောတယ် ဆိုတော့ငါတို့ကလက်နက်ကင်တော်လိုင်းကြီးကိုလုတ်ကြရတာဆင်နွှဲကြရတာဖြစ်တယ်။ဒါဆိုတော့အသက်အန္တရာယ်အရန်နီးတယ်။အသက်အန္တရာယ်နီးတဲ့အတွက်ဘာပဲဖြစ်ဖြစ်လုတ်ငင်ဆိုစနစ်တကျဖြစ်ဖို့လိုတယ်။ဆိုတော့ရန်သူတက်ကဘာပဲဖြစ်ဖြစ်သူကစနစ်ကြအောင်တိဆောက်ခဲ့တာပေါ့ဗျာ။သူကသူနောက်ပိုင်းခြားစားမှုတွေရှိတာတစ်ပိုင်းပေါ့။သူစနစ်ကြအောင်တိဆောက်ခဲ့တဲ့စစ်တပ်ဖြစ်တဲ့အတွက်ဒီပြည်တွင်းဆက်မှာလည်းတောက်လျှောက်ကသူရှိခဲ့တဲ့အခါကျတော့သူ့မှာလည်းဟိုကောင်းတဲ့အချက်တွေရှိတာပေါ့ဗျာ။သူစနစ်တကျတိဆောက်ခဲ့တာကြီးလည်းရှိတယ်။အဲ့ဒီတက်ကိုကျွန်တော် ပြန်ပြီးမှတိုက်ရတဲ့အချိန်မှာကျွန်တော်တို့ကိုယ်နိုင်ကစနစ်ကျဖို့လိုတယ်အမိန့်နာခံမှုတွေကောင်းဖို့လိုတယ်အဲ့တော့ EAO အဖွဲ့အစည်းတွေကကျွန်တော်ပြောတော့ရေရှည်စစ်အတွက်သူတို့တောက်လျှောက်ကပြင်ဆင်ခဲ့ကြတာဖြစ်တယ်အဲ့တော့သူတို့တိုက်တယ်လို့ငါတို့ကလည်းစနစ်ကျဖို့လိုတယ်အဲ့တော့ဟိုရန်သူဟိုတွားတိုက်တဲ့နေရာမှာဟိုဖြစ်တယ်လို့တိုက်လို့မရဘူးအဲ့တော့အဓိကကတော့ကိုယ်အသက်ရှင်ဖို့အရေးကြီးတယ်ပေါ့စနစ်ကျဖို့လိုတယ်ဆိုတာလေးကျွန်တော်ပြောပြပါမယ် တွေ့ကြုံလေးပြောရမှာဆိုတော့ကျွန်တော်ကအဓိကကျွန်တော်တို့လည်းအစဟိုလူငယ်ဘဝမှာဘာမှအသိခဲ့ကြတဲ့အခြေအနေတော့မဟုတ်ဘူးပါဗျာခံမျိုးစိမ့်နဲ့ဒီတော်လိုင်းရေးကိုလုတ်ခဲ့ကြရတာလုတ်ခဲ့ကြတာဆိုတော့88ဖြစ်လာတယ်ဟာလာအာနာသိန်းနဲ့အာနာသိန်းတော့ကျွန်တော်တို့ဒါတော့ခူရတယ်ဆိုတော့ညင်းညင်းညံ့ဆန္ဒပြရတယ်မရဘူးဆိုတော့ဆိုကျွန်တော်အဲ့အချိန်မှာကျွန်တော်တို့လက်နက်ကင်တော်လိုင်းရေးကိုရွေးချယ်ကြရတာအဲ့တော့နေဆက်ဒေသတွေဟိုထွက်လာရတယ်ဘာပဲဖြစ်ဖြစ်ထွက်လာပြီးမှကျွန်တော်တို့ဟိုစူးစမ်းခဲ့ရတာပေါ့ဗျာဒါပေမဲ့အခုလိုမျိုးအခါအ ခွင့်ရမျိုးမရခဲ့ဘူးဆိုတော့88ကိုလည်းဖြတ်ခဲ့ပြီဒီရဲ့တမိုင်းနောက်ကျောင်းကိုလည်းကျွန်တော်တို့ပြန်လေ့လာကြည့်တဲ့အခါကျတော့အခွင့်ရဒီတစ်ခါတော့အကောင်းဆုံးပဲအာနာရှင်ကိုဖြုတ်ချဖို့အတွက်ကဟိုလိုပါပဲစုံကျဲရောက်တဲ့နေရာပေါ့နော်ဆိုတော့ဒီဒီနေ့ကာလကတော့အကောင်းဆုံးအချိန်ဖြစ်တယ်အဲ့တော့ဒီဟာကိုအာနာရှင်အောက်ကလွတ်မြောက်ဖို့ဆိုရင်ကျွန်တော်တို့ဝိုင်းဝန်းကြိုးစားဖို့လိုတယ်ကျွန်တော်တို့အားလုံးဇွဲမလျှော့ပဲပေါ့နော်ဒီပြုတ်ကြခံနည်းဖြစ်နေတဲ့ဒီစကားစပေါ့နော်စကားစကိုကျွန်တော်တို့ဘိုင်းဝင်ကြိုးစားပြီးမှဟိုဆက်ပြီးမှညင်ညွတ်ညွတ်နဲ့ ညီညွတ်ရေးကိုတည်ဆောက်ပြီးကျွန်တော်တို့ကြိုးစားသွားမှာဆိုရင်မကြတော့အချိန်မှာကျွန်တော်တို့လူကျင်တဲ့ဟလာဒီမိုကရေစီလူ့အခွင့်အရေးတွေဟိုတည်ဆောက်နိုင်တဲ့နိုင်ငံတစ်ခုဖြစ်အောင်ပေါ့ဗျာကျွန်တော်တို့ကြိုးစားသွားမှာလို့ဆိုရင်တော့ဟိုရောက်သွားမှာလို့ကျွန်တော်တို့ယူဆပါတယ်ယူမယ်ယူကြည့်ပါတယ်အမြဲတမ်းမံကန်နေတာကတော့သစ္စာတရားပဲသစ္စာတရားကိုငါတို့သင်ဆုံးကြရတယ်ဆိုတော့ငါတို့အခုအာနာရှင်ကိုတော်လန်ကြရတယ်အာနာရှင်ဟိုဘာကြောင့်တော်လန်ကြရတယ်လဲဒါကတော့ရေဘော်ရည်